အထာနာမေတံဘိက္ခုေအနဝကာသောယံပရုပက္ကမေနတထကတံဇီဝိတံဟောရောပိယအနုပက္ကမေနဘိက္ခုေတထကတာပရိနိဗ္ဗာန်ယံတိအတိဘေကသူတော်ဘာ၄လုံးလပြောကားနဲ့မြတ်စွာဘုရားကိုတေအောင်လုပ်ဖို့ဆိုတာမဖြစ်နိုင်ဘူးတဲ့ဖြစ်နိုင်စရာအကြောင်းလုံးဝမရှိဘူး impossible လို့ပြောတာပဲအထာနာမေတံ impossible ဖယ်နည်းနဲ့မှဖြစ်ဘူးဘုရားဆိုတာဟာ ူတော်ရဲ့တပ်ဖြတ်မှုမပါဘဲနဲ့တဘာဝအတိုင်းသာလဲပြိဋိဘံဆံယိုရှိတယ်ဆိုတဲ့ဒီစကားကိုမိတ်ချတာနော်အဲ့ဒီအဋ္ဌာဏမေတံဘိက္ခဝေအနဝကာသောအဋ္ဌာဏဆိုတာဖြစ်နိုင်စရာအကြောင်းမဟုတ်ဘူးအနဝကာသော ဖြစ်နိုင်တဲ့အခွင့်အရေးမရှိဘူးယံပြုပက္ကမေတံတထာဂတံဇီဝိတံဟောရောပိယသူတော်ဘာတွေကလုံးလိုက်ပြုတ်ပြီးတော့မြတ်စွာဘုရားကိုတတ်တယ်ဖြတ်တယ်ဆိုတာမဖြစ်နိုင်ဘူးတဲ့လုံးဝမဖြစ်နိုင်ဘူး အနုပကမေနဘသူရဲ့လုံးလာမှာမပါပဲနဲ့တထကတာပြိနိဗ္ဗာန်ယန္တိဖရာဆိုတာသူ့အလိုလျောက်တာပြိနိဗ္ဗာန်ဆန္ဒသူများတတ်လို့မသေးဘူးလို့ဆိုလိုတယ်ပေါ့အဲ့ဒါလေးကိုမန္တန်အဖြစ်အသုံးချကြတယ်နော်မန္တန်အဖြစ်အသုံးချလို့ရတယ်ဂျုံကြည်လို့ရှိရင်တော့လောက်ပေါ့သူများတွေကကိုယ့်ကိုလှုပ်ကြံတတ်ဖြတ်ခြင်းကမတတ်နိုင်ဘူးတဲ့ တချို့ဆရာတော်ကြီးတွေအဲ့ဒါကိုရွတ်တယ်။သူများတွေကမလောက်ကြံနိုင်ဘူး။မြတ်စွာဘုရားကို ခုံကိုအာယုံပြုတ်ပြီးတော့အထာနာမေတ္တမိခွေနဝကံတော်ယံပရုပက္ခေနတထာဂတံသုဝိတောရောပိယ။အနုပက္ခေနဘိခွေတထာဂတပြိနိဗ္ဗာန်ယန္တိဆိုတဲ့ဒီစာပိုက်ကလေးကိုအမြဲတမ်းရွတ်ဖတ်တည်းဆဲပြီးတော့မြတ်စွာဘုရားကိုကြည်ညိုတဲ့အနေနဲ့ကုသိုလ်စိတ်တွေပွားမယ်ဆိုရင်တော့ အကျိုးတော့ဖြစ်မှာပါပဲသိကြတယ်เนาะ